သိန်းကြီးမြို့နယ်တွင်ပါတဲ့ကျေးရွာတချို့မှာအေယာဝတီမြေတိုက်စားမှုကြောင့်မြေဆုံးရှုံးမှုတွေနှစ်စဉ်ဖြစ်ပေါ်နေတာကိုကာကွယ်စောင့်ရှောက်ပေးနိုင်ဖို့ဒီနှစ်ဘတ်ဂျက်ကုန်ကန်နီးမှမန္တလေးတိုင်းလွှတ်တော်မှာအဆိုပြုတင်သွင်းခဲ့ပါတယ်။တာယာကသတင်းပေးပို့ထားပါတယ်ရှင်။အီယာဝဒီမြေတိုက်စားမှုကြောင့်ကြေးရွာမြေတွေနှစ်စဉ်ဆုံးရှုံးမှုဖြစ်ပေါ်နေတာကိုကောင်ဝဲဆောက်ဆောင်ပေးဖို့တိုင်းလွှတ်တော်မှာဒီဇင်ဘာ၁ရက်နေ့ကအဆိုပြုတင်သွင်းရမှာလက်မဆက်သေးဝင်ကြီးကဒီနှစ်2014-15ဘတ်ဂျက်နှစ်အတွင်းမှာဆောင်ရွက်ပေးဖို့ရှိကြောင်းပြောပါရတယ်။ ဂျာကြီးကြီးရော်လေကျိုးစင်ကြီးရော်ညာပီယော်ရီမြစ်ရဲ့အလဲမှာပြီးရှိနေတယ်။အကောင်ကြီးရော်ကျော်ရဲ့အလဲပေါ်မှာပီယော်ရီမြစ်လက်တော်ကစီစဉ်နေရှိတယ်။မြစ်ကလေးစားလို့တော့ကြီးရော်ကြီးများနဲ့ဆက်ကျုံးကြီးများပြစ်စင်ဆုံဆုံနေရှိပါတယ်။ကြီးရော်သူကြီးရော်များဒီဖြစ်နေဒီသိရင်ရဖို့ချင်းတို့ဝါဝါနဲ့ပြောရရင်ရိုက်ကြခြင်းများဆောင်းရဲဆက်တာဖြစ်ပေါ်လေတိောက်မှုရှိတယ်။ကားပါပြုံများဆက်နေပြီးဖြစ်ပေါ်နေတာကိုသိရှိရတယ်။တို့ရဲ့ပြစ်စင်ကြီးရဲ့ဒီကြီးရဲ့တိုက်စားနေတာတော့ ကြည့်ရပါမယ်များနဲ့စိုက်ပျိုးရေးများယုံလဲလာတဲ့ဘေးရန်များမျိုးကာဝယ်ပေးနိုင်ဖို့လိုတယ်။တို့တိုင်းဒေသကြီးအစိုးရကစီစဉ်ဆောင်ရွက်ပေးနိုင်ရှိ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 ပါရောဒီများလား။ဂျန်ကြီးကြည့်ရနဲ့ကျွန်းစင်ကြည့်ရများဟာတင်းလုံးကမ်းပေါ်မှာတရှိချင်းကြောင့်ရေများချိန်မှာရေစည်းပုတ်တိုက်စီစဉ်ခြင်းလေတိုက်ပြီးရေလိုင်းပုတ်ခတ်ခြင်းတို့ကြောင့်ကမ်းမြူမှုများနှစ်စဉ်တွေ့ကြုံရရဖြစ်ပါတယ်။ကမ္ဘာများတင်းလုံးကမ်းပေါ်များဖြစ်ပြီးချင်းကြောင့်ဒီကမ်းတစ်လျှောက်မှာတိုက်ရိုက် ာလုံးမှုစုံရည်ရာလုံငတ်ပမာဏကြီးမှပြီးခက်ခဲသည့်တွင်ကြီးရပိုင်းနေရဆက်ပြုနေရရွန်ရီဟာဒီအနေမှာကာဝေနိုင်ရဲ့အတွက်2014 2015ခုနှစ်မှာလည်းဒီဘော့ပိတ်ရေကာလာများပြီးဆောက်ချင်းမလေးစိတ်ကန်းကောင်းငွေနဲ့ကျွန်းစင်ကြီးရအထက်ဘက်မှာရေသွဲများပြီးဆောက်ချင်းလုပ်ငန်းများကိုတွဲဖက်ပြီးတော့ဆောင်ရွက်ပေးရန်စီစဉ်တဲ့ရှိပါရောပြန်လည်ပြကြပါ ။အေယာဝတီမြစ်တွင်ကကြီးရွာတချို့နဲ့မြေကမ်းပေးကြီးရွာတွေမှာနှစ်စဉ်မြေကမ်းပါတိုက်စားမှုကြောင့်စိုက်ပျိုးမြေနဲ့လူနေကြီးရွာတွေပျက်စီးဆုံးရှုံးမှုတွေဖြစ်ပေါ်နေပါတယ်။ထီရောက်တဲ့ကူညီဆောင်ရှားမှုတွေနဲ့နေတယ်လို့စီးပွားရေးလုပ်ငန်းရှင်တချို့တွေရဲ့တဲတူပေါ်တာကြောက်စီတူတာတွေကရေးစီးချောင်းပြောင်းလဲမှုတွေနှစ်စဉ်ဖြစ်ပေါ်နေပြီးမြစ်လက်တက်ခွဲပေါင်းများစွာနဲ့တောင်ထုံးမှုတွေပုံများလာတယ်လို့ပြည်တွင်းအကြောင်းဝန်ဆောင်ရေးဌာနကရည်ရင်မှုကဆိုပါတယ်။ကျမတာယာသတင်းပြပို့ထားတာပါရှင်။